င်္ဂလာပါရှင်ဆို Facebook ပေါ်မှာပေါ့အလင်းနဲ့ပတ်သက်ပြီးတော့ post လေးတစ်ခုကိုတွေ့နေရတယ်အဲ့ဒါနဲ့ကိုယ့်အကောင့်ထဲမှာရှိနေတဲ့မိတ်ဆွေတွေကိုလာပြီးတော့မျှဝေပေးတာပါဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲပြီးခဲ့တဲ့ match la 28ရက်နေ့မှာစကိုင်းဘက်ကိုအခြေပြုပြီးတော့ပြင်ရဆန်မွန်ဆန်မရှိတဲ့ငလျင်ထုတ်ခတ်ခဲ့တယ်ပေါ့အဲ့ဒီရဲ့လှုပ်ခတ်မှုက အဲစကိုင်းတိုင်းနဲ့တကွာပေါ့နော်အဲ့ဒီပတ်ချလည်းမှာရှိနေတဲ့မန္တလေးအဲမြို့တော်တော်များများကိုအထိကိပျက်စီးမှုတွေဖြစ်စေခဲ့တယ်ဆိုတော့ခရီးရဲ့နောက်ပိုင်းမှာငလင်ကိုလေးလာအသုံးသက်တဲ့သူတွေများလာတယ်အခု post လေးရကြတော့ကိုစင်တော်တော်တက်ခဲ့အဲ post လေးကို ပြန်ပြီးတော့ဟိုပြောပြပေးတာပါ ဆိုတော့သူ့ရဲ့ post ကိုတွေ့လိုက်တဲ့အချိန်မှာကျွန်မကိုယ်တိုင်လည်း AI ကိုပြန်ပြီးတော့သုံးသပ်ခိုင်းထားတယ်ပေါ့နော်ဆိုတော့ဒီသူ့ရဲ့ post ပါအချက်လက်တွေဟာအဲအများကြီးသတိပြုရမယ်မှန်ငန်တဲ့အချက်လက်တွေပါဝင်နေတယ်ဆိုတဲ့ဟာကိုသိရှိထားပါလေဆိုတော့အဲသူ့ရဲ့ post ပါအရာဆိုလို့ရှိရင်အဲ စကိုင်းကိုဒီစကိုင်းငလျင်ပြီးတဲ့နောက်မှာငလျင်နဲ့ပတ်သက်ပြီးတော့ဘောနော်အရင်အရှိဆုံးဇုံ၃ခုအနည်းနဲ့သတ်မှတ်ပေးထားတယ်ဘောနော်ပြောပြပေးထားတယ်ပထမအဆုံးဇုံ၄ကကြတော့အဲဘကိုးပေါ့နော်ဆိုတော့ဘကိုးကလည်းအဲငလျင်ကြီးတွေလှုပ်လေးရှိတဲ့ဒေတာပေါ့နော်ဆိုတော့ငလျင်ကနှစ်တရာမှာတစ်ခါလောက်လှုပ်လှုပ်လေးရှိတယ်ဆိုတော့ အဲသခိုင်းအဲဘကိုးမှာလှုပ်ထားတဲ့ငလင်ကနှစ်တရာပတ်ချာလဲလောက်ရှိနေပြီဆိုတော့အဘကိုးကြံကုန်ပေါ့နော်ဒီဘိုင်းတွေကအငယ်ရှိတဲ့ဇုံတက်အနေနဲ့သတ်မှတ်ထားတယ်ပေါ့နော်ရန်ကုန်မှာဆိုလို့ရှိရင်လည်းမြို့နယ်နှစ်ခုကိုအငယ်ရှိတဲ့ဇုံဆိုပြီးအငယ်ပိုကြီးတယ်ဆိုပြီးတော့သူ highlight ပြထားသေးတယ်ပေါ့နော်အဲဆိုတော့အဲဘကိုးနဲ့ရန်ကုန်နဲ့ရှင်တောင်မှာရန်ကုန်ကပို့ပြီးတော့အနေရရှိနိုင်တယ်ပေါ့ဆိုတော့ငလျင်တန်ကတော့ အဲဘိုးဘက်မှာထုတ်ဖြစ်တယ်ဆိုရင်ငလျင်တန်ကတော့ဘိုးကပိုထိလိုက်မှာဖြစ်ပေမဲ့သူ့ရဲ့ပေါ့နော်ဒီငလျင်ညော့ဖြစ်တဲ့ပစ္စည်းဆုံးရှုံးမှုကကြတော့ရန်ကုန်တိုင်းတာထဲကပိုများနိုင်တယ်အဲရန်ကုန်မှာအထက်မြင့်တိုက်တွေများတယ်ထက်ကိုကိုတိုင်းကအောက်ထက်မှာနေရဆိုရင်တောင်မှပေါ့နော်အဲလမ်းထဲကနေပြီးထွက်ပြေးဖို့မလွယ်တာလေတပြောပတ်ချတယ်မှာတိုက်တွေကြီးပဲဖြစ်နေတဲ့အချိန်မှာတစုံတစ်ခုအငယ်ဖြစ်လာရင်အစ်မတို့အများကြီးသတိထားရမယ်ပေါ့နော်ဒီလိုအခြေအနေမျိုးတွေရှိတယ် အဲသူ့ရဲ့ဇုံတစ်ထဲမှာဆိုလို့ရှိရင်ရန်ကုန်နဲ့ပဲခူးအန်ရဲ့အရှိဆုံးလို့ပြောပြထားတယ်ပေါ့နော်အဲဇုံနှစ်မှာကြတော့ဒီရှမ်းပြည်နယ်ဘက်ကပေါ့နော်တောင်ကြီးတို့ပြင်ဦးလွင်တို့အောင်နေပြီးတော့အရှိတ်ဘက်ချမ်းတို့မန္တလေးအရှိတ်ဘက်ချမ်းနဲ့အန်ရဲ့ရှိတယ်ဆိုပြီးတော့ပြောပြထားတယ်နောက်တတိယဦးစားပေးတတိယဖြစ်နိုင်စီရှိတဲ့ဇုံအနေနဲ့ဆိုလို့ရှိရင်အဲသခိုင်းတိုင်းအထက်ပိုင်းနဲ့ချင်းပြည်နယ်ကို เนาะမြို့နယ်ချင်းပြည်နယ်တွေအချို့မြို့တွေကို highlight ပြထားပြီးတယ်ဆိုတော့ဒီသုံးသက်ချက်ကတဲ့ အဲမဖြစ်မနေလှုပ်မယ်ပေါ့နော်ဒီမလက်ဖြန်လှုပ်မယ်တပတ်ခါလှုပ်မယ်ဆိုတော့ကြိုတင်ဟော်ကိမျိုးမဟုတ်ဘူးအဲဒါပေမဲ့ဖြစ်လာနိုင်ခြေရှိတဲ့အကြောင်းအရာတွေကိုသုံးသပ်ပြထားတာဖြစ်တဲ့အတွက်ကျမတို့ကအဲ့နေရရှိနိုင်တဲ့အခြေအနေတွေကိုကြိုတင်ကာကွယ်တင်ဆက်ထားဖို့လိုတယ်ဆိုတော့ဒါကဒီဗီဒီယိုကလည်းအဲကြောင်းလန့်အောင်ခြောက်လန့်တဲ့ဗီဒီယိုမျိုးမဟုတ်ဘဲနဲ့ပေါ့နော် TikTok ပေါ်မှာမတိလိုက်ရမရှိရအောင်ဆိုတဲ့အနေနဲ့ပြန်ပြီး share ပြီးတော့သတိထားနိုင်အောင်ပြန်ပြီးမျှဝေပေးထားတာဖြစ်ပါတယ် တယ်ကို့အတွက်အကျိုးမြတ်ရှိတယ်ဆိုလို့ရှိရင် ကို့အတွက်ဘယ်တော့တစုံတရာအကျိုးရှိရဆိုရင် share လုပ်ပေးခဲ့ကြပါအောင်နော်အလုံးမဲ့တတိပြန်ကဲရမယ့်အချိန်ကိုစတင်ပြီးတော့ရောက်ရှိလာပါပြီ။ဘာလဲဆိုတော့ငလင်ကိုစတင်ပြီးတော့ပြန်ပြီးတော့အဲသူတို့တတိထားဖို့အတွက်ကြေညာထားပြီ။အဲအခုအရင်တစ်ခေါက်လိုပဲကိုကလက်လွတ်စပယ်နေလိုက်မယ်ဆိုရင်ကိုပဲ မင်းစီတမိတ်တို့မှာအများကြီးကမန်လေးမှာဖြစ်သွားတာဆိုတော့ကိုကအများကြီးကိုမှာကိုရှိန်မှာဖြစ်သွားရင်မြင်လာရတာဆိုတော့အာအများကြီးဆုံးရှုံးမှုတွေလည်းဖြစ်တာဆိုတော့ဒါကိုပြောပြတာပေါ့နော်အလုံးမဲ့သူတို့တတိထားရမယ်လို့ပြောလို့ရှိရင်တစ္ဆာတို့ကသွားလာစားတော့တတိလေးနဲ့သွားရမယ်ဒါ အန်ဒီရဆိုတာပိုးရလိုရမရှိဘူးမဖြစ်ကမဖြစ်သွားခဲ့ရည်ရှိတော့ကိစ္စမရှိဘူးလူတွေမိမျောတဲ့အချိန်မှာပဲငလင်းရလဲဖြစ်တာအခုမိမျောနေပြီအားလုံးကတော်တော်လေးကိုမိမျောနေပြီတော်တော်ကြီးကိုမိမျောနေတာပါတင်စားလို့ဆိုရင်လေအတန်အမြင့်နေသွားတာမျိုးတို့အဲ့လိုမျိုးကြီးလေပျော်ပါနေပြီပေါ့နော်အဲ့ဆိုတော့ပြောချင်တာတတိလေးနဲ့ပြန်ပြီးတော့နေစားရမယ်ဆိုတာပေါ့အာပိုးရလိုရမရှိဘူးဒီစက္ကန့်ပိုင်းလေးအတွင်းမှာအများကြီးဆုံးရှုံးမှုတွေဖြစ် ဖြစ်သွားခဲ့ပြီးပြီပေါ့နော်ဟိုကမှာ sky sky villa လာအဲ့ကွန်ဒိုကြီးကိုပဲကြီးလိုက်ကွာ အဲသူသူမှာဆိုလဲပဲတစားတို့ဒီဗမွားလူတွေဆိုအများကြီးဆုံးချုံသွားတယ်ရွှေကွားလူတွေဆိုလဲအများကြီးဆုံးချုံသွားတယ်ဆုံးချုံမှုတွေအများကြီးပဲပေါ့နော်အော်အားလုံးသတိဝိရိယနဲ့ပြန်နေဖို့အတွက်စတင်ပြီးတော့အချက်တွေပေးနေပြီအဲ့တော့တစားတို့လည်းသတိရှိရတော့မယ်သွားတာလာတာစားတာတောက်တာကစားအာဘာပဲဖြစ်ဖြစ်ပေါ့နော်ငင်းနေဆိုကြောက်ရတယ်စက္ကန့်ပိုင်းတွေအများကြီးကိုမှဖြစ်သွားနိုင်တယ်ဆိုတော့လေနော်အဲ့တော့မမတို့လည်းအားလုံးသတိရှိကြပါမနေ့ကတည်းကတစ်ခုတက်လိုက်တွေးလိုက်တယ် အာမြင်းငလင်းပေါ့နော်စတင်ပြီးတော့လှုပ်ခတ်ဖို့အတွက်အာကြည်ရတဲ့ပုံစံသူအာယုန်နေပုံရပါတယ်ဒီရက်ပိုင်းနေရငလင်းကမလှုပ်ဖြစ်တော့ဘူးအဲ့လိုတစ်တစ်ဆိတ်ဆိတ်လေးလှုပ်တယ်ဆိုရင်တော့ကိုဟာလှုပ်တည်ရတည်မလားမလှုပ်တော့လဲတမျိုးကြီးပေါ့စိတ်ထဲမှာလေးနည်းနည်းမင်းညလည်းလှုပ်တယ်လို့ပြောတစားရောမတိလဲအဲ့ပြောွားပေါ့နော်အဲ့တော့အားလုံးပဲတတိရှိကြပါသွားရလာတာစားတာတောက်တာဘာပဲဖြစ်ဖြစ်ပေါ့နော်အာဒါတတိပေးရပါတစားအနေနဲ့လဲတစားရောကတော့ တတိတတိကတ်တယ်ပေါ့နော်အမြင်နဲ့အငလင်အထက်မြင့်သွားတာအော်ငလင်ဖြစ်သွားနိုင်တယ်နော်ဒီနေရာလေးဆိုရင်အတို့မလာထင်းတော့ဘူးအစားတစ်ပြင်းတချို့ချောအမြင်မှကြိုက်တဲ့လူတွေလည်းရှိရလေနော်အခု focus ကရန်ကုန်ဘက်ကိုလည်းအဥတီတာဖြစ်တဲ့အတွက်ကြောင့်မအားလုံးတတိထားချဘူးအတွက်ပြစားပြောချင်ပါတယ်အဲ့တော့ချက်တဲ့ အလိုဝဲတတိချီကြပါငလျင်ကတော့ကြောက်တယ်တော့အဲဘာမှမဆိုအများကြီးဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကတကယ်လို့မကြုံလိုက်ရဘူးအာအာမပြင်းသွားဘူးဆိုပေမဲ့လေတတိရှိကြပါအာပြင်းသွားရဆိုရင်လည်းစက္ကန့်ပိုင်းလေးတော့မှလေဘာမှကိုမဟုတ်လိုက်ဘူးဟိုအပြင်းလေးရောက်သွားရောကဲ ကဲအဲ့လိုကြီးတော့ဖြစ်သွားလားအဲ့လိုကြီးကိုဖြစ်သွားလားဆိုရင်အဖြစ်သွားရပါလိမ့်မယ်ပါဇက်အဟောင်းသားနဲ့ပေါ့နော်အကိုတွေလည်းလေကြုံတာဆိုတော့အားလုံးတတိရှိစားဖို့အတွက်ပြောမတို့ရေငလင်ကတော့လှုပ်သွားတယ်တော့ရန်ကုန်မှာကျမတို့ကခလေးနဲ့ပစ္စည်းတွေထည့်နေလို့ရှိသေးလက်အောင်လက်နေဟိုဟာလေ၁၇နာရီဟိုဟာ၉မိနစ်၈မိနစ်တော့တော့ဖြစ်မယ်လှုပ်တာလေကျမတို့နေတဲ့စာရင်းဆိုရင်လုံးဝတင်း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 နေလေရှိသမျှအထုပ်လေဆိုအကုန်လုံးတော့ဝင်ပြီးတော့အဲ့လိုမျိုးဖြစ်တာလေ အကုန်လုံးကိုပြောတယ်နော်သတိလေးတော့ထားစီခြင်းနဲ့ရှင့်ဟိုကငလင်ကနောက်ဆက်တွဲလှုပ်လောင်းမလှုပ်လားတော့မသေးကြဘူးပေါ့နော်အရာအလုံးကတော့သတိကပ်ပြီးသတိထားတာတော့အဆင်ပြေလိမ့်မယ်ကလေးတငယ်တွေရှိတယ်ဆိုလို့ရှင်လေလေဘာလို့ဆိုငလင်ကအရင်တော့ဆိုမန်းလေးတွေပါတွေပဲနည်းနည်းလေးဟိုလှုပ်ကြတာပေါ့နော်အခုကရန်ကုန်မှာလေအဲ့လိုတိတိတတ်တာကြီးလှုပ်လာတာဆိုတော့လေကျမတို့ရန်ကုန်ကဟိုအထက်မြင့်နေပါနေလူတွေဆိုတော့သတိထားစီခြင်းနဲ့ဒါကဟိုပါပေါ့နော် လုံမမလုံဘူးကျွန်မကြိုတင်ခံမနာမဟုတ်ဘူးเนาะအကောင်လုံးခလေးတငယ်ရှိရလူတွေပါတယ်ဆိုလို့ရှင်တတိလေးနဲ့ထားပြီးတတိလေးနဲ့အိတ်စီကျင်တာပေါ့เนาะအဲ့ဒါလေးပြုတ်ပြတာပေါ့เนาะကျွန်မဆိုဦးရင်းနေတော်ဦးနေတော့ဘာလို့ပြီးခဲ့တဲ့ရက်ကလည်းအဲ့ငလင်လောက်တဲ့ဟာယူဖက်ပြီးတညာလုံးမအိတ်ရတော့လေအဲ့လိုဖြစ်နေလို့အာဒီညတော့တတိလေးထားပြီးအိတ်ကြပါလို့เนาะမမတို့အဲ့ဒါလေးတတိထားစီကျင်လို့ပြုတ်ပြတာပါရှန်ကုန်လည်းအခုလောက်လာပြီဆိုတော့လေအရင်တော့တော့တခြား မြို့တွေပဲနည်းနည်းသိတာတော့အခုကရန်ကုန်မှာပါလာတော့လေနည်းနည်းလေးသတိထားထားစီခြင်းလို့ပါနော်